Apple က iPhone ပါဝင် iOS device တွေကိုရောင်းတယ်ဆိုတာလူတိုင်းသိပါတယ်။ဒါပေမဲ့သူတို့ရဲ့ကြော်ညာမှာ iPhone တစ်လုံးမှမပါဘဲနဲ့ BDN နဲ့ခြည်တဲ့ရောင်းအားတွေကိုရအောင်ဘလို့ရောင်းသွားခဲ့လဲ။ဒါကမိတ်ဆွေတို့လုပ်ငန်းအတွက်လည်းအထူးယူစရာအကြံဉာဏ်တစ်ခုတော့ဖြစ်လာနိုင်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်။ အားလုံးမိလာပါဆီးရှယ်နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ marketing နဲ့စီးပွားရေးအပိုင်းတွေကိုမျှဝေပေးနေတဲ့အောင်ကိုဖြစ်ပါတယ်အပန်းဟာအဲ့ဒီအချိန်တုန်းကအကျက်အသေးကိုကြုံတွေ့နေရတယ်သူရဲ့ပြိုင်ဘက်တွေဖြစ်တဲ့ IBM နဲ့ Microsoft နဲ့ရှင်လို့ရှင်သူကနောက်ကိုရောက်နေတယ် ငွေကြီးရအောင်မြင်မှုတွေလည်းအားနည်းနေတယ်အဲ့ဒီအချိန်မှာ Steve Jobs ကပြန်ရောက်လာပြီးတော့ကျွန်တော်အခုပြောပြမယ် campaign ကိုစတင်ခဲ့တယ်ဒီ campaign မှာသူက product ကိုရောင်းတာထက် emotional marketing နဲ့ brand identity ကိုချိတ်ဆက်ပြီးတော့ Apple ရဲ့အဓိက theme ပေါ့နော်သူရဲ့အဓိကပြောရင်တော့ philosophy ပေါ့အခုအချိန်မှာလူတိုင်းသိတဲ့ think different ဆိုတဲ့ idea ကိုအဓိကရောင်းခဲ့တာပြောနေတာကဒီ iPhone ဆိုတဲ့ project ထက် think different ဆိုတဲ့ idea ကိုအဓိကရောင်းခဲ့တာဖြစ်ပါတယ်ဆိုတော့အဲ့ဒီပုံစံကိုသူဘယ်လိုလုပ်ခဲ့လဲပေါ့နော်ပုံမှန်အားဖြင့်ဆိုရင်ကျွန်တော်တို့တစ်ခုခုကိုကြော်ကြားတဲ့အခါဒီ product ကိုပြမယ်ဒီ product ရဲ့ features တွေ benefits တွေကိုတို့ပြောပြမယ်ဒါပုံမှန်လုံးလုံးလုပ်စင်မယ် iPhone ဆို iPhone ကဘယ်လိုကောင်းတယ်ဘယ်လိုအချက်လက်တွေပါတယ်ပေါ့ဒါကလုံးလုံးလုပ်စင်မယ်အဲ့ဒီလိုလိုလိုဆိုတော့သူကလုံးဝထောက်ထွက်လိုက်တယ်နော်အဲ့ဒီ campaign မှာ iPhone ပုံတစ်ပုံမှမပါဘူး

the round pegs in the square holes. The ones who see things differently, because the people who are crazy enough to think they can change the world are the ones who do. <laughs> အထူးဆန်းလို့လေပေါ့နော်အဲ့လိုမျိုးတွေးကောင်းတွေးနိုင်တယ်ဒါကကျွန်တော်တို့က2025ခုနှစ်ကမြင်တဲ့အမြင်မှာမိတ်ဆွေတို့တင်းနေတာဗာမြထူးဆန်းလို့လို့မြင်ကောင်းမြင်နေမယ်အဲ့1998ခုနှစ်မှာအဲ့ကြောင့်ညာပုံစိုးပတ်ဆက်ပေါက်ခဲ့တယ်ဘာလို့ပေါက်ခဲ့လဲဆိုတော့နံပါတ်1ကလူတွေရဲ့ဒီ emotion ပေါ့နော်စိတ်ခံစားချက်ကို ठी အောင်လုပ်နိုင်ခဲ့တယ်ကိုကျွန်တော်ခင်စကားနဲ့ပြောရင် head ठी အောင်လုပ်နိုင်ခဲ့တယ်ဒီကြော်ညာလေးမှာပြောခဲ့တဲ့အတိုင်းအပယ်ကိုတုံးတဲ့လူတွေက သူများရဲ့မတူတမှုထိုးချတယ် different ဖြစ်တယ်ပေါ့နော်အပေါ်ပြီးတော့ကြီးကြဲကြဲပြောမယ်ဆိုလို့ရှိရင် Apple ရဲ့ရည်ရွယ်တဲ့သူတွေဟာကဘာကြီးမှုတော်ပြောင်းလဲပေးနိုင်တဲ့သူတွေဒီလိုလူမျိုးတွေနဲ့တွဲပြီးတော့မြင်ခိုင်းတာဗျာနောက်ချက်ကကျတော့သူရဲ့ core value ကိုတည်တည်ချာချာပြသွားနိုင်တယ်ပြောတင်တာက Apple က innovation နဲ့ creativity ကိုအဓိကဦးစားပေးတယ်ဆိုတော့အခုနကပြလိုက်တဲ့ Martin Luther King လို့ပေါ့နော်ဒီသူတွေကလည်းတော့အာတမှုထူးခြားကွဲပြားပြီးတော့ပုံမှန် ်မှာကျွန်တော်တမယိုးကြဖြစ်စင်တွေကိုဖောက်ထွက်ပြီးတော့အလုံးလုံးခဲ့သူတွေဗျာအဲ့တော့သူ့ရဲ့ brand identity နဲ့ဒီလူတွေနဲ့တွဲပြီးတော့ပြလိုက်တော့ Apple ဆိုတာဒါပါလား credibility ဖြစ်တယ် innovative ဖြစ်တယ်ဆိုတော့ concept ကို တွဲမိသွားတယ်ပေါ့နော်နောက်တစ်ခုကသူ့ရဲ့ target audience ကိုတွားထိမိတယ်ပြောချင်တာက Apple ရဲ့အဓိက target audience က entrepreneurs တွေပေါ့နော်ဒီ social media သူတွေတကယ့်လုပ်ငန်းရှင်တွေတကယ့် celebrity တွေသူများထက်ကြီးကျယ်ခမ်းနားတဲ့သူတွေဒီလိုလူမျိုးတွေကို ဥတီရဲ့အဲ့လိုဥတီရဲ့အတိုင်းလဲအဲထိရောက်ခဲ့ပေါ့နော်အနည်းငယ်မှတစ်ခုကျွန်တော်ဟိုတချို့ကစောရကတက်နိုင်မြန်မာပြည်မှာတော့ကွာအဲ့ဒါလေးမဟုတ်ပါဘူးမြန်မာပြည်မှာ iPhone ခိုင်တဲ့လူတွေကအကြွားချင်လို့ logo လေးနဲ့ဆက်ဖီရိုက်ချင်လို့ဒါမျိုးကျွန်တော်စောရကတက်ကောင်းတက်နိုင်တယ်ဒါပေမဲ့ကျွန်တော်စဉ်းစားကြည့်အောင် တကယ်တမ်းကျတော့အက်ပဲကမြန်မာပြည်မှာနေမှုတကဘာလုံးမှာရောင်းအားရှိတယ်ဗျရောင်းအားကောင်းတယ်ဒါဆိုတကဘာလုံးမှာလူတွေကရောဒီလိုကိုလေးနဲ့ဓာတ်ပုံရိုက်ဖို့လောက်ပဲဝဲရလောက်တဲ့အထိတွေးခေါ်မှုအားနေတာပါပေါ့နော်ဒါမျိုးတော့ကျွန်တော်တို့ထည့်စဉ်းစားလို့ရအောင်ပြောချင်တာကမရှိဖို့ရှိလိမ့်မယ်ဒီဟိုလိုကိုလေးကိုကင်နေလို့ရှိကောင်းရှိလိမ့်မယ်သို့တော်ညာလေဒီလိုလူတွေကြီးပဲတော့မဟုတ်ဘူးဗျာဒီလိုလူလေးအစိပ်ပိုင်းတစ်ပိုင်းတော့ပါကောင်းပါမယ်ပေါ့ကျွန်တော်ကဒီကမ်ပိန်းကိုဘာဖြစ်လို့အောင်မြင်တယ်လို့ပြောလဲဆိုလို့ရှိရင်အခုနအစပိုင်းမှာပြောခဲ့သလိုအဲ့69မတိုင်ခင်မှာအက်ပဲကတိုင်ပက်နေ တယ်ဒီ share ဈေးကွက်တွေမှာ IBM နဲ့ Microsoft တွေနောက်ကိုရောက်နေတယ်ဒါပေမဲ့ဒီ campaign လုပ်ပြီးသွားတဲ့နောက်ပိုင်းမှာတိတိတတ်တာထိုးတက်လာပြီးတော့တို့က stable ဖြစ်တဲ့အဆင့်ကမကဘဲနဲ့ကျွန်တော်တို့အကျိုးအမြတ်ရတဲ့အထိတို့ပြောင်းလဲသွားခဲ့ဒါဟာဒီ campaign ရဲ့တက်ရောက်မှုကြောင့်ဆိုတာကျွန်တော်တယောက်တည်းနဲ့မဟုတ်တကဘာလုံးကနေသုံးသပ်ထားကြဖြစ်ပါတယ်အဲ့တော့မိတ်ဆွေတို့ကကျွန်တော်တို့စောရကတက်ကောင်တက်မယ်သူက Apple လေးကလုံနိုင်တာပေါ့ဒါပေမဲ့ကျွန်တော်တို့လုပ်ငန်းတွေအနေနဲ့လေ ဒီကမ်ပိန်းကနေပြီးတော့နမူနာယူလို့ရတာရှိတယ်အတုယူလို့ရတာရှိတယ်ဆိုတော့ဘာတွေအတုယူလို့ရမလဲနံပါတ်1ကျွန်တော်တို့လုပ်ငန်းမှာပစ္စည်းတစ်ခုကိုထူရောင်းလိုက်တာ project ကိုရောင်းလာတယ်ကိုယ်ပဲ view ပေါ့ idea ကိုရောင်းလို့လိုပါတယ်ဒုတိယချက်ကတော့ကိုယ့်ရဲ့ target audience ကိုတည်တည်ချာချာသိပြီးတော့အဲ့လူတွေကိုတည်တည်ချာချာထိမဲ့ campaign တွေဖန်တီးဖို့လိုပါတယ် အဒီကြောင့်လည်းကျွန်တော်ခဏခဏပြောတယ်မြန်မာပြည်မှာလူကြီးအတန်း90ကျော်ရှိတယ်ကျွန်တော်တို့ရဲ့ပစ္စည်းကိုအဲ့ဒီတန်း90လုံးကိုရောင်းလို့မရနိုင်ဘူးကျွန်တော်တို့ဘသူကိုရောင်းကျင်တာလဲအဲ့တော့ကျွန်တော်တို့ရောင်းကျင်တဲ့သူကဘာတွေလိုအပ်တာလဲဘာတွေလိုချင်တာလဲသူတို့လိုအပ်တဲ့အရာလိုချင်တဲ့အရာနဲ့ကျွန်တော်တို့ပေးနိုင်တဲ့အရာနဲ့ကွက်တိကြရင်ရောင်းရမယ်အဲ့တော့ကျွန်တော်တို့ကအဲ့ဒါတော်တော်အရေးကြီးတယ်တတိယတစ်ချက်အနေနဲ့ကတော့ကြီးတွင်ဖန်တီးမှုရှိပါလို့ပဲပြောရမှာပေါ့ အဲ့တော့ဒီရင်ဗန်ဒီမှုရှိပါဆိုတာကကျွန်တော်တို့မြန်မာလိုပြောရင်သူများနဲ့ထူးမှုလို့ပါတယ်။အမြဲတမ်းသူများလုပ်တဲ့ဟာကိုပဲလိုက်လိုက်ပြီးတော့လုပ်နေသူများဟိုဟာလို့လိုက်မယ်ဒီဟာလို့လိုက်လို့မယ်ဆိုရင်အမြဲတမ်းသူများနောက်ကပဲဖြစ်နေပါလိမ့်မယ်။အဲ့တော့သူများထက်ထူးဖို့ကျွန်တော်တို့လိုပါတယ်။သူများထက်ထူးမှပဲကျွန်တော်တို့ကိုပို့ပြီးတော့မှတ်မိနေမယ်ပို့ပြီးတော့သတိထားမိနေမယ်။အင်္ဂလိပ်လိုပြောရင် creativity ဖြစ်ဖို့လိုတယ်ပေါ့ဗျာ။ဒါလေးကိုလည်းကျွန်တော်တို့အမြဲတမ်းစဉ်းစားနေလို့ပါတယ်။နောက်ဆုံးတစ်ချက်အနေနဲ့ကြတော့ brand ဒီဆောင်တယ်ဆိုတာရေရှင်ရင်းနှီးမြုပ်နှံတာပြောချင်တာအခုရေအခုရေကြီးတောက်လို့မရဘူး brand တစ်ခုဖြစ်သွားတဲ့အချိန်အခုပေးရပါတယ်ဆိုတော့ဒီကနေ့ပြောခဲ့တဲ့ campaign လေးကနေပတ်သက်ပြီးတော့မိတ်ဆွေတို့ရဲ့အမြင်တွေကိုလည်း comment မှာရေးသွားပြလို့ရပါတယ်ကျွန်တော်နောက်ပြီးတဲ့ video ပြန်လာခဲ့ပါမယ်ဗျာ